ဖုန်းကြ ాయి သုံးမိရင်မျက်စိကိုဘယ်လိုအားပြန်ဖြစ်မလဲစက္ကန့်ပိုင်းတွင်မှာတင်းရဲ့မျက်စိတွေကိုပြည့်ရော့စေမယ့်နည်းလမ်းတွေကိုပြောပြပါမယ်ပြမဆုံး20 20 20စီးမြင့်မှာမိနစ်20တိုင်းမှာပြီး20กว่าအရာတစ်ခုခုကိုစက္ကန့်20ကြာအောင် ကြည့်ပေးပါဒါကမျက်လုံးကြွက်သားတွေကိုချက်ချင်းပြည့်ရော့စေပါတယ်ဒုတိယတစ်ခုဖြည်းဖြည်းချင်းစီမျက်တောင်ခတ်ပေးပါဖုန်းကြည့်နေတဲ့အချိန်မှာဒုတိယမျက်တောင်အရန်ခတ်လို့မရှိပါဘူးဒါကြောင့်မျက်စိချောက်ပြီးရားရံလာတတ်ပါတယ်ဖုန်းကြည့်ကြကြာတော့ပြီဆိုရင်ဖြည်းဖြည်းချင်းမျက်တောင်ဆယ်ချင်လောက်ခတ်ကြည့်ပါ ခွာချမှုသတိချမိပါလိမ့်မယ်။တတိယချက်နှစ်ဖွဲနှစ်ဖက်ကိုပို့ပြီးနှွေးအောင်လုပ်ပါ။ပြီးရင်နှစ်ဝါးနှစ်ဖက်နဲ့မျိုးလုံးမို့ဖြည်းဖြည်းချင်းစီအုပ်ပေးလိုက်ပါ။အားနဲ့ဖြည့်စရာမလိုပါဘူး။စက္ကန့်30လောက်ကြာအောင်အုပ်ထားပါ။ဒါကမျက်စိညောင်းညံမှုကိုချက်ချင်းသက်သာစေပါရဲ့။သရုပ်ထားချက်မျက်နှာကိုရေခဲရင်နဲ့တက်ပါ။ဒါကမျက်စိကိုကြည်လင်ပြီးပြမမှုရောကြစေပါရဲ့။နောက်တစ်ချက်ကဖုန်းမျိုးလုံးကနေအနည်းဆုံးတစ်ပေပွဲလောက်ခွာပြီးသုံးပါ။ဖုန်းနဲ့အရင်ကြီးနေမျက်စိကပိုလှုပ်လှုပ်ရပါတယ်။မျက်စိလေးချင်ကဘယ်လိုလုပ်ရမလဲ။ အပေါ်ကြည့်အောက်ကြည့်ဘဲကြည့်ညာကြည့်နှလုံးကိုဆက်ဝိုင်းပတ်သက်လို့လှည့်ကြည့်ပေးပါဖြည်းဖြည်းချင်းလုပ်ပေးပါဒါနှလုံးကြွက်သားတွေကိုတမ်းပါစေပါတယ်ဆက်စစ်ကျမ်းမာရေးကိုဝေဘ်ဆိုက်ပါဒီချက်တွေကိုခုပဲလိုက်လုပ်ကြည့်ပါ